လူငယ်တွေကိုအရမအစမှုထမ်းခိုင်းနေတဲ့စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ဟာလူငယ်တွေကိုလက်ဖက်တိုက်ပြီးတလုဆောက်ဖို့သူကျေးဇူးတည်ရမယ်လို့ပြောကြားလိုက်ပါတယ်။အနာသိန်းကောင်းဆောင်မင်းအောင်လှိုင်ဟာမနစ်မေလ21ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့အခြေခံနဲ့တမ်းမြင့်ရေးကြောင်းလူငယ်တင်တန်းကလူငယ်တွေကိုလက်ဖက်တိုက်ပြီးတလုဆောက်ဖို့သူကျေးဇူးဆိုတဲ့စကားအတိုင်းကျေးဇူးတစ္ဆာစောင့်တည်ရမယ်လို့စီယုံပြောဆိုခဲ့တာပါ။ဒါပြင်စစ်တပ်အနေနဲ့စီးလုံးညီညွတ်မှုရရှိစီအတွက်ဘ ਹੁ ကုကဲအုပ်ချုပ်မှုနဲ့ နိုင်ငံကိုပြန်လည်စုစည်းတည်ဆောက်ခဲ့ရတာဖြစ်ပြီးပြည်တွင်းလက်နက်ကိုင်တောင်းကျမ်းသူတွေကြောင့်တိုင်းပြည်အပိုင်းပိုင်းဖြတ်မဲ့အနေနဲ့ကြုံတွေ့နေရပြီလို့လည်းစစ်ကောင်းဆောင်ကတင်းနန်းသားလူငယ်တွေကိုဝါဒဖြန့်ခဲ့ပါသေးတယ်။တိုင်းပြည်ကနုနုပုံတိုင်းကထန်တဲ့ဆိုတဲ့သူပြည်တွင်းလက်နက်ကိုင်တောင်းကျမ်းမှုများနဲ့ကြုံတွေ့ခဲ့ရတယ်လို့နိုင်ငံတော်စစ်ရှုံးနေတဲ့စစ်ကောင်စီကောင်းဆောင်ကဒုတိယကြိမ်ထပ်ပြောပါတယ်။ဒီမီမာမွေဒီမီမာကြီးပြီးနိုင်ငံတမန်ကြောင်ကိုကောင်းစွာနားလည်ထားရမှာဖြစ်ပြီး တိုင်းပြည်ပေါ်တစ္ဆာဆောင်သည့်ယူဒီကတင်ယူတက်မြောက်ခဲ့တဲ့ပညာရက်တွေနဲ့အားကိုးရတဲ့လူငယ်တွေဖြစ်အောင်ကြိုးစားဖို့ကိုလည်းတက်မြင့်ရေးချောင်းလူငယ်သင်တန်းသားတွေကိုပြောခဲ့ပါသေးတယ်။လူရည်လို့ဖြစ်လာပါကမိတ်ဆွေကောင်းရှိဖို့လိုအပ်ပြီးနားလည်မှု၊ဇိုင်းမင်းကူညီမှု၊စာနာဖိမမှု အမှားတွေ့ပါကစေတနာနဲ့ဝေဖန်ထောက်ပြကအနာဂတ်ဘဝကိုဖြောင်တန်းအောင်ရှောင်လန်းရမယ်လို့စာတင်ကြောင်းတွေဘာသာရေးအဆောက်အဦတွေကိုအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ခေါင်းဆောင်ကဆုံးမပါတယ်။ နိုင်ငံရဲ့ပြည်တွင်းအခြေအနေနဲ့ပတ်သက်ပြီးအရှိတိုင်းရည်တည်ပေးခဲ့တဲ့နိုင်ငံတွေဟာနိုင်ငံတော်ရဲ့မိတ်ဆွေကောင်းများဖြစ်တယ်လို့တရုတ်နိုင်ငံအာကူနဲ့လာချိုမြို့ကိုပြန်တောင်းယူခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်ကဝါဒဖြန့်ပါတယ်စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်မီကာလမှာဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုတွေအနာရှင်ဆန်းဆန်းလှုပ်ဆောင်မှုတွေကိုမဖြစ်ရအောင်ဆောင်ရွက်နေတယ်လို့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး ထိချုပ်ရနေမြေကြီးကလူငယ်တွေကိုအကြောင်းမဲ့ဖန်စီကစစ်မှုထမ်းခိုင်းနေတဲ့စစ်ကောင်စီတပ်ခေါင်းဆောင်ကဆိုပါတယ်စစ်ကောင်စီကရရသားအစိုးရစီကနေအာဏာသိမ်းပြီးပြည်သူတွေလူလာတဲ့စစ်မှန်စီကံပြုတ်ရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတည်ငြိမ်အေးစမ်းစွာကူပြောင်းနိုင်ဖို့ဆောင်ရွက်နေတာကြောင့်နိုင်ငံသားတွေအနေနဲ့ကျေးဇူးကိုအတိအမှတ်ပြုနိုင်မှသာလူပိတပြီးလူအဖွဲ့စည်းကအတိအမှတ်ပြုခံနိုင်တဲ့လူသားတွေဖြစ်လာကြမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။အဲ့ဒီတွေ့ဆုံပွဲအတွင်း စစ်ကောင်းဆောင်ဟာတင်းနှန်းသားတွေကိုစစ်ကောင်စီတပ်ကထုတ်လုပ်ထားတဲ့လက်နက်တွေဝတ်စုံတွေစက်တွေစက်ပစ္စည်းတွေရဲတပ်အုံဆောင်တွေအပြင်နိုင်ငံတော်အရက်သားပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့ဒေရင်ပုံစံငယ်တွေကို ပြသခဲ့ပြီးလက်တရဲတွေဝတ်စင်နဲ့ဝတ်စုံနဲ့အုံဆောင်တွေကိုတဖိတိုက်ကပြသခဲ့ပါတယ်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်မှုနဲ့ CJ platform သတင်းဌာနရေရှည်ရက်တည်နိုင်ရေးအတွက် YouTube မှာလည်း CJ platform လို့ချောက်ဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ် သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျွန်တော်တို့ရဲ့သတင်း channel ကို like and subscribe လုပ်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ခင်ဗျာကျွန်တော်လကုံးအိမ်မှာ